မင်္ဂလာဆောင်ဖို့ဖိတ်ကြဝေဖို့သွားရင်ကားတိုက်ပြီးကံမကောင်းစွာနဲ့အသက်ဆုံးရှုံးသွားကြရတဲ့ရွှေလီမြို့ကတရုတ်သားမင်္ဂလာပါပြိသက်ကြီးတို့ဤခုတကမှာတော့တရုတ်နိုင်ငံရွှေလီမြို့ကချမ်းတရုတ်သားလေးကတော့လက်ထပ်ဖို့အတွက်ရပ်ပိုင်းအလိုမှာပဲကံမကောင်းစွာနဲ့အသက်ဆုံးရှုံးသွားကြရတာပဲဖြစ်ပါတယ်။သူတို့ဆောင်တွဲလေးကတော့ရှမ်းတိုင်းရင်းသားတွေဖြစ်ပြီးတော့ရွှေလီမြို့မှာနေထိုင်ကြတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ဒီလ28ရက်နေ့မှာလက်ထပ်ဖို့အတွက်အစီအစဉ်ထားကြတာဖြစ်ပြီးတော့နှစ်ယောက်သားကလည်းအရန်ကို လိုက်ဖက်ညီလွန်းကအားလုံးကအားကြနေရတဲ့အတွေ့အလေးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတို့သားကမင်္ဂလာဆောင်အထက်လိုအပ်တာသွားဝင်ရင်းကနေလမ်းမှာမတော်တဆမှုတစ်ခုဖြစ်သွားခဲ့တာပါ။ဒါကြောင့်တို့သားကမတော်တဆမှုဖြစ်သွားတဲ့နေရာမှာတင်ပွဲချင်းပြီးတည်ဆောင်းသွားခဲ့ပြီးတော့သူ့ရဲ့မင်္ဂလာပွဲကိုလည်းမကျင်းပနိုင်တော့ပါဘူး။မင်္ဂလာဆောင်မှုအတွက်ဓာတ်ပုံလေးကိုလည်းတိတိကျကျစနစ်တကျရိုက်ကူးထားပြပြီးဖြစ်ပေမဲ့လည်းတို့သားကရောက်မလာနိုင်တော့ပါဘူး။တို့သားရောတို့သမီးပါငယ်ရွယ်ကြသေးပြီ။ မင်္ဂလာပွဲလေးကိုလည်းပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြဖို့မျှော်လင့်ခဲ့ကြတာပါမင်္ဂလာပွဲကျင်းပကနေဒီလိုအဖြစ်ပြန်မျိုးကြုံရမယ်ဆိုရင်ကျေတီသွားဝင်မိမှာမဟုတ်ပါဘူးခုတော့ကျေတီသွားဝင်ရင်ကနေလမ်းမှာဘီလက်မြေကနေတိုက်မိကနေရာမှာတင်ပွဲချင်းပြီးဆုံးသွားခဲ့တာပါရွှေလီမျိုးကဒီမျိုးသားလေးဟာမကြခင်ချက်ပိုင်းအတွင်မင်္ဂလာပွဲကျင်းပဖို့စီစဉ်ပြီးနေပြီဖြစ်ပြီးစွန်လ14ရက်နေ့ကကျေတီွယ်ဖို့အတွက်ဆိုင်ကနေထွက်သွားရင်အခုလိုပဲဘီလက်မြေတင်တဲ့ကားကိုသတိမထားပဲလမ်းဖြတ်ကူတာကြောင့်မတော်တဆဖြစ်ခဲ့ရလို့သိရပါတယ် သူရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ခင်မင်းသူတွေကသူ့အတွက်စိတ်မကောင်းဖြစ်ခဲ့ကြပြီးသူတို့သမီးလေးရဲ့ကြေကွဲမှုကိုလည်းစာနာတနာနေခဲ့ကြရတာပဲဖြစ်ပါမင်္ဂလာဆောင်ကနေ့မှာအသက်ဆုံးမသွားတာတကယ့်ကိုစိတ်မကောင်းစရာပါဒီလိုတရားမိတ်ကပါလာလို့တရားပေးမယ်လေသူတို့သမီးလေးကတော့ယူမတက်ခံစားနေရမှာအမှန်ပါပဲအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ဒုက္ခရောက်နေတဲ့သူတွေစီကနေခိုးသွားတဲ့အသက်50အရွယ်အမျိုးသမီးမိင်္ဂလာပါပြိတ္တကြီးတို့ရေအင်အားကြီးငလင်ဘေးတန်ချင်းဆိုင်ကြုံတွေ့ရတဲ့မန္တလေးနေပြည်တော်အပါဝင်ဘေးသိမ့်မြို့နယ်များ၌ပြိုပြက်ပြီးလူမနေထိုင်နိုင်တဲ့နေရာတော်တော်များများကိုဝင်ရောက်ခိုးယူလူရဲခံရတာဓမြတိုက်ခံရတာတွေများစွာရှိနေပြီးငလင်ဘေးအတွက်လူရန်ထားတာတွေကိုဒုက္ခရောက်နေတဲ့သူတွေစီကဖုန်းနဲ့ပတ်စံတံမိုးကြည့်ရတွေကိုလည်းအလစ်ချောင်းခိုးယူနေကြပဲဖြစ်ပါတယ်ဒီထဲမှာတော့အသက်50အရွယ်မြောင်မျိုးကဒီဘားလေးပါခဲ့ပြီး သူ့အသက်ရွယ်နဲ့ဖရာတရားလုံးရမယ့်အရွယ်မှာဖရာတရားမလုပ်ပေမန္တလေးကငလေပေးတဲ့ပြည်သူတွေကိုလှူဒန်းထားတဲ့ပစ္စည်းတွေကိုလာခိုးခဲ့တာဖြစ်ပါတယ်။အခုလိုအသက်ကြီးမှစားဝေးနေရတဲ့အတွက်အကျင့်ကမကောင်းသူများပစ္စည်းအချောင်လိုချင်လို့ခိုးနေချိန်မှာပဲမိသွားခဲ့တာပါ။လာခိုးသူကတော့ဗီဒီယိုတွေကအမျိုးသမီးလိုအရွယ်နှစ်ယောက်ဖြစ်ပြီးတယောက်ကတော့လွတ်သွားခဲ့တာပါ။ဒီဘဝတော့ဆင်းရဲငက်ပြတ်နေရနောက်ဘဝအတွက်မတွေ့ရစရာပါပဲ။ဂျိုးသားစွာရှာစားရင်ထမင်းမငက်ပါဘူး။ အခုကဒုက္ခရောက်တဲ့သူတွေကိုမှလုံရက်တဲ့တချို့ကတော့ခုလိုလိုက်ခိုးကြပြီးမိကမှငိုရိုတောင်းမှန်ကြသလိုအသက်50အရွယ်တကူကသူကတခုပဲခိုးမိတာဖြစ်လို့ပြန်လွတ်ပေးဖို့တောင်းမှန်နေပြီးမျက်ရည်ချုံနေကြတာပါဒါကြောင့်တချို့ကတော့ဟုတ်ချင်လဲဟုတ်မှာပါမရှိလို့လုံးမိရာချင်းနေချင်းကလည်းရည်ရွယ်ချက်ရှိရှိမဟုတ်ပါဘူးရွာတွေမှာခုလိုဆွဲချင်းကြီးတွေနဲ့ပဲဈေးသွားကြတာပါတိကျစစ်စေးကြမှာလေလို့လည်းပြောနေခဲ့ကြတာပါအ အခုခေတ်ကကလေးတကူများနေရောအခုမိတဲ့ပုံအရဆိုပစ္စည်းတွေမဟုတ်ဘူးလူလိင်ကလေးပါခိုးမယ်ရုပ်ကလေးအသေးလေးကိုချင်းအောင်ကြည့်တဲ့ထဲ့သွားနိုင်တယ်အလွယ်တကူမလွတ်ပေးလိုက်ပါနဲ့ကလေးတကူတွေလည်းပေါ်နေရသူ့ကိုစင်အကုန်ပေါ်လာမှအဲ့လိုအဖွဲတွေအများကြီးရှိနေပြီးအရင်ကတည်းကဂိုင်းဖွဲ့ထားကြတာမြို့တိုင်းမှာရှိတယ်သူ့ကိုစင်အကုန်ပေါ်နိုင်လို့တနာပြီးလွယ်လွယ်မလွတ်ပေးစေခြင်းမို့တီတီရရအေးအေးယူစေခြင်းလေလို့လည်းဝိုင်းပြောနေကြတာပဲဖြစ်ပါတယ်တင်လို့ဆိုရင်ရောဒီတကူကိုလွယ်လွယ်လွတ်ပေးမှလား မိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မိင်္ဂလာဆောင်ဖို့ဖိတ်စာဝေဖို့တွားရင်ကားတိုက်ပြီးကံမကောင်းစွာနဲ့အသက်ဆုံးရှုံးသွားခဲ့ရတဲ့ရွှေလီမြို့ကတရုတ်သားမိင်္ဂလာပါပရိသတ်ကြီးတို့ဤခုတကမှာတော့တရုတ်နိုင်ငံရွှေလီမြို့ကချမ်းတရုတ်သားလေးကတော့လက်ထပ်ဖို့အတွက်ရက်ပိုင်းလိုမှာပဲကံမကောင်းစွာနဲ့အသက်ဆုံးရှုံးသွားခဲ့ရတာပဲဖြစ်ပါတယ် သူတို့ဆောင်တွဲလေးကတော့ရှမ်းတိုင်းရင်းသားတွေဖြစ်ပြီးတော့ရွှေလီမြို့မှာနေထိုင်ကြပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ဒီလ28ရက်နေ့မှာလက်ထပ်ဖို့အတွက်အစီအစဉ်ထားကြတာဖြစ်ပြီးတော့နှစ်ယောက်သားကလည်းအရန်ကိုလိုက်ဖက်ညီလွန်းကအားလုံးကအားကြနေရတဲ့အတွေ့အလေးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့သားကမင်္ဂလာဆောင်အတွက်လိုအပ်တာသွားဝင်ရင်းကနေလမ်းမှာမတော်တဆမှုတစ်ခုဖြစ်သွားခဲ့တာပါ။ ဒါကြောင့်သူတို့သားကမတော်တဆမှုဖြစ်သွားတဲ့နေရာမှာတင်ပွဲချင်းပြီးတည်ဆောင်သွားခဲ့ပြီးတော့သူ့ရဲ့မင်္ဂလာပွဲကိုလည်းမကျင်းပနိုင်တော့ပါဘူး။မင်္ဂလာဆောင်မှုအတွက်ဓာတ်ပုံတွေကိုလည်းတည်တည်ချာချာစနစ်တကျရိုက်ကူးထားပြီးပြီဖြစ်ပေမဲ့လည်းသူတို့သားကရောက်မလာနိုင်တော့ပါဘူး။သူတို့သားရောသူတို့သမီးပါငယ်ရွယ်ကြသေးပြီးမင်္ဂလာပွဲလေးကိုလည်းပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြဖို့မျှော်လင့်ခဲ့ကြတာပါမင်္ဂလာပွဲကျင်းပကနေ့ဒီလိုအဖြစ်ပြက်မျိုးကြုံရမယ်ဆိုရင် ခြေတီသွားဝင်မိမှာမဟုတ်ပါဘူးတော့ခြေတီသွားဝင်ရင်ကနေလမ်းမှာဘီလက်မြေကနေတိုက်မိကနေရာမှာတင်ပွဲချင်းပြီးဆုံးသွားခဲ့တာပါရွှေလီမျိုးကဒီအမျိုးသားလေးဟာမတားခင်ဂျပန်အတွင်မင်းငါပွဲကျင်းပဖို့စီစဉ်ပြီးနေပြီဖြစ်ပြီးဇွန်လ14ရက်နေ့ကခြေတီွယ်ဖို့အတွက်ဆိုင်ကယ်နဲ့ထွက်သွားရင် အခုလိုပဲဘီလက်မြေတင်တဲ့ကားကိုသတိမထားပဲလမ်းဖြတ်ကူတာကြောင့်မတော်တဆဖြစ်ခဲ့ရလို့သိရပါတယ်။သူ့ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ခင်မင်သူတွေကသူ့အတွက်စိတ်မကောင်းဖြစ်ခဲ့ကြပြီး သူတို့သမီးလေးရဲ့ကြေကွဲမှုကိုလည်းစာနာတနာနေခဲ့ကြရတာပဲဖြစ်ပါတယ်။မိင်္ဂလာဆောင်ကနေ့မှာအသက်ဆုံးမသွားတာတကယ့်ကိုစိတ်မကောင်းစရာပါ။ဒီလိုတရားမိတ်ကပါလာလို့တရားပေးမယ်လေ။သူတို့သမီးလေးကတော့ယူမတက်ခံစားနေရမှာအမှန်ပါပဲ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဒုက္ခရောက်နေတဲ့သူတွေစီကနေခိုးသွားတဲ့အသက်50အရွယ်အမျိုးသမီးမိင်္ဂလာပါပြိတ်သက်ကြီးတို့ရဲ့ အရာကြီးငလင်ဘေးတံကျင်းဆိုင်ကျုံတွေ့ရတဲ့မန္တလေးနေပြည်တော်အပါဝင်ဘေးသိမ့်မြို့နယ်များ၌ပြိုပြက်ပြီးလူမနေထိုင်နိုင်တဲ့နေရာတတော်များများကိုဝင်ရောက်ခိုးယူလူရဲခံရတာဓမြတိုက်ခံရတာတွေများစွာရှိနေပြီးငလင်ဘေးအတွက် လူရန်ထားတာတွေကိုဒုက္ခရောက်နေတဲ့သူတွေစီကပုံနဲ့ပတ်စံတံမိုးကြီးရာတွေကိုလည်းအလိချောင်းခိုးယူနေကြပဲဖြစ်ပါဒီထဲမှာတော့အသက်90အရွယ်မြောင်မျိုးကဒီဘားလေးပါခဲ့ပြီး သူ့အသက်အရွယ်နဲ့ဖရာတရားလုံးရမယ့်အရွယ်မှာဖရာတရားမလုပ်ဘဲမန္တလေးကငလေဘေးတင်ပြည်သူတွေကိုလှူဒန်းထားတဲ့ပစ္စည်းတွေကိုလာခိုးခဲ့တာဖြစ်ပါတယ်။အခုလိုအသက်ကြီးမှစားဝတ်နေရေးအတွက်အကျင့်ကမကောင်းသူများပစ္စည်းအချောင်လိုချင်လို့ခိုးနေချိန်မှာပဲမိသွားခဲ့တာပါ။လာခိုးသူကတော့ဗီဒီယိုတဲကအမျိုးသမီးလိုအရွယ်နှစ်ယောက်ဖြစ်ပြီးတယောက်ကတော့လွတ်သွားခဲ့တာပါ။ဒီဘဝတော့ဆင်းရဲငက်ပြတ်နေရနောက်ဘဝအတွက်မတွေ့ရဆရာပါပဲ။ဂျိုးသားစွာရှာစားရင်ထမင်းမငက်ပါဘူး။ အခုကဒုက္ခရောက်တဲ့သူတွေကိုမှလုံရက်တယ်။တချို့ကတော့ခုလိုလိုက်ခိုးကြပြီးမိကမှငိုရတားမှန်ကြသလိုအသက်50အရွယ်တကူကသူကတခုပဲခိုးမိတာဖြစ်လို့ပြန်လွတ်ပေးဖို့တားမှန်နေပြီးမျက်ရည်ချုံနေကြတာပါ။ဒါကြောင့်တချို့ကတော့ဟုတ်ချင်လဲဟုတ်မှာပါ။မရှိလို့လုံးမိရာထင်နေ။ချင်းကလည်းရည်ရွယ်ချက်ရှိရှိမဟုတ်ပါဘူး။ရွာတွေမှာခုလိုဆွဲချင်းကြီးတွေနဲ့ပဲဈေးသွားကြတာပါတိကျစစ်စေးကြမှာလေလို့လည်းပြောနေခဲ့ကြတာပါအခုကိက ကလေးတကူများနေရောအခုမိတဲ့ပုံအရဆိုပစ္စည်းတွေမဟုတ်ဘူးလူလိင်ကလေးပါခိုးမယ်ရုပ်ကလေးအသေးလေးကိုချင်းအောင်ကြည့်တဲ့ထဲ့သွားနိုင်တယ်အလွယ်တကူမလို့ပြီးလိုက်ပါနဲ့ကလေးတကူတွေလည်းပေါနေရသူ့ကိုစီအကုန်ပေါ်လာမှအဲ့လိုအဖွဲတွေအများကြီးရှိနေပြီးအရင်ကတည်းကဂိုင်းဖွဲ့ထားကြတာမြို့တိုင်းမှာရှိတယ်သူ့ကိုစီအကုန်ပေါ်နိုင်လို့တနာပြီးလွယ်လွယ်မလွတ်ပေးသေးခြင်းမို့ထီထီရရအေးအေးယူစေခြင်းနဲ့လို့လဲဝိုင်းပြောနေကြတာပဲဖြစ်ပါ යි ။ တင်တို့ဆိုရင်ရောဒီတကူးကိုလွယ်လွယ်လွှတ်ပေးမှာလားမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်